မေစုမွေးနေကိုနောက်ထပ်မှာအမေစုကိုအပြင်းမှကျင်းပပေးနိုင်အောင်တလိုင်းပြီးတလိုင်းမရိုင်းခဲ့တဲ့ရာဇဝင်အတိုင်းဝိုင်းပြီးကူကြရအောင်ဆက်ကူကြရအောင်အလုံးဖုံးမှုတို့လူငယ်သဘောတဘာဝအရာစကထားဟွက်တလို့လေးပြောရရင်ဖြင့်မြစ်တာလဘောချစ်ပါတော့လားဆိုတာမျိုးပေါ်ဗျာနိုင်ယာဝင်ထက်နှွေဦးလန်းကိုကန့်ကပ်သည့်အထိရှောက်ကြရအောင်ဗျာအရေးတော်ဗျာအောင်လာသေးကြနေဒီ Happy Happy birthday မေဆုကျမ်းမာပါစေ။မေတ္တာရာရာအားလုံးပြည့်စုံအခက်ခဲများလေးချစ်ချောမေရရင်ဆိုင်အောင်မြင်ပါစေ။အပြောင်းအလဲနေအလူရောင်ကောင်းကျုံတဲ့လေးတဲ့ဘုံထမ်းခဲ့တဲ့မေဝင်းနေချင်းသာရာရာအားလုံး မျိုးတွေအားလုံးပဲငလင်ဘေးနဲ့မေဘေးတယ်မှာမျိုးစုံကင်းဝေးကြပါစေလို့ဆုတောင်းပေးနေမှာကျွန်တော်ရဲ့ကိုဂျက် Revolution Channel လေးရဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဗီဒီယိုလေးရရှင်မျိုးတို့ topic မှာတော့ယနေ့နွန်7ရက်နေ့တောက်ကြနေရဲ့ည8နာရီခွဲဒီနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချို့ဖော်ပြပေးတော့နေတဲ့တော်တော်မျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုဖို့ဒီညနေ့ထပ်မံတောင်းဆိုလိုက်ပါရစေ။ရောင်းသွင်းသတင်းတစ်ပုဒ်အနေနဲ့ကတော့ဂျမ်ဘတ်စစ်ကောင်စီကသူ့လောက်ခံတရင်မှုသူ့ပုံမှုကြီးတွေဆင့်နဲ့အထက်ရာဒူးတိုးဖို့ရှိတဲ့စေရာရှိတွေရဲ့မိသားစုဆွေမျိုးအတိုင်းဝန်တွေမှာ NLD ပါတီဝင်တွေ PDN နဲ့ CDN ဝန်ထမ်းတွေနဲ့ပတ်သက်မှုတွေရှိမရှိ ပုံစံစစ်ဆေးရမယ်ဆိုပြီးစစ်ကြက်ထဲမှာညွှန်ကြားချက်အသေးဖုတ်ပြန်တတ်ပြီးဖြစ်ပါတယ်။အာစစ်တကသတင်းမီကန်ပြီးကြားသိတာဖြစ်ပါတယ်။အတော့ဒီနေ့မှလည်းဘုံမီနဲ့တရုံမျိုးနယ်မှာလိုင်စီမဲ့တိုင်ကမောင်းနေမှုနဲ့ဖန်စီခံရတဲ့ဥဝင်းစော်ဦးဆိုတဲ့သူကိုချမ်ပတ်စစ်ကောင်စီတပ်သားတွေကရဲတွေကတိုက်တက်လိုက်ပြီးတေဆုံးသူရုံလောက်မှာတကူလုံးထင်ရပြီးပြည့်ရှိနေတယ်။တေဆုံးသူနဲ့နှိစက်တဲ့လူတွေကပြောထားတာကိုသိရှိရပါတယ်။ ောက်ထပ်သတင်းပုံအနေနဲ့ကတော့အချမ်းပါဆစ်လော်ပြီးဇော်ဖုံးဟင်းကိုနိုင်ငံတော်ကြီးညိုပြက်စင်မှုပုံမှန်905ကနဲ့သက်သွေးဥပဒေပုံမှန်66ကကြီးတို့အပြင်အခြားမှု၃မှုနဲ့အခွေးတွေကနေပြီးအဘာသာတိုင်းဝိုင်းနဲ့ပူပေါင်းပြီးတော့တရားစွဲဆိုမှုပြုလုပ်ထားတာအလုံးသိမှဖြစ်ပါတယ်။ဒါဟာဇွန်လနေ့ရက်နေ့မောလတနေ့ကျော်ချိန်မှာပြည်ဦးနေမှာနေထိုင်တဲ့ဆစ်လော်ပြီးဇော်ဖုံးဟင်းကိုဆစ်တကဝင်ရောက်ဖမ်းဆီးသွားပြီးတဲ့နောက်မှာလူမတရားဆုံးမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။အပွင့်ကိုအမှုဖွင့်လာတာလပ်ပတ်ကအလျက်ပိုင်းတဲ့စစ်တပ်နောက်ကျုပ်ကဖွင့်တယ်လို့သိရတယ်။ လူကြီးတွေကိုဆဲဆိုလို့အမှုဖွင့်တာနိုင်ငံတော်ဂျီညိုပြည့်စုံမှုတွေလည်းပါတယ်။နောက်ရန်ကုန်မှာသူ့ကိုဖွင့်ထားတဲ့ဆက်သွယ်ရေးပုံမှန်66တွေလည်းပါတယ်။ပုံမှန်ကတော့နှစ်ခုပဲ။နောက်ထပ်တိုးလာရတဲ့အများကြီးရှိတယ်။ဘိုင်းဟုံမှာတက်နေတဲ့ဂျမ်းဖတ်မှုတိုက်ပြည်ဥပဒေနဲ့အမှုဖွင့်ထားတာတွေလည်းရှိတယ်။ဒါပေမဲ့ဟန်ကျင်းဦးတို့အုပ်စုကလည်းအကြမ်းဖက်မှုဥပဒေနဲ့ဖွင့်အောင်အတင်းကိုလွှော်နေတယ်လို့လည်းမပသာဖော်ဝင်ချင်းချင်းပြန်လည်ပြောနေတာလည်းတွေ့ရပါတယ်။ဘဘွင်ကိုမန္တလေးဥပဒေထောင်ချုပ်ကိုလွှဲပြောင်းပြီးနောက် ဒါမဲ့ဇွန်လ26ရက်နေ့မှာရုံးထုတ်မယ်လို့လည်းသိရှိရပါတယ်။မင်းအွန်လိုင်းပေါဝင်စစ်ရရှိကြီးများကိုဆက်သူကြည့်ပြီးရန်ကုန်တိုင်းအကုံမြို့တက်တောက်ပိုင်းမြို့နယ်ရဲစခန်းကနေပြီးတော့တော်ဘုံဟင်းကိုမဘာသာချုပ်ခံသူတော်မိုးမိုးခိုင်ကဘေးလ9ရက်နေ့ကမှုဖွင့်လာပြီးရင်းမှုတွေရင်ဆိုင်ရမှာဖြစ်ပါတယ်။မဘာသာနဲ့မြို့သားရေးဆွံ့ရဖုံးကြီးပေါကတုံးကတော့ဇော်ဘုံဟင်းကိုစစ်တကဖမ်းဆီးဟာဇော်ဘုံဟင်းအတွက်ကံကောင်းခြင်းဖြစ်ကြောင်းအပြင်းမာနေထိုင်ရင်ဒီရက်ဒီဖမ်းဆီးတဲ့ဖြစ်လို့တည်သွားနိုင်ကြောင်းအခုကဲ့သို့စစ်တကဖမ်းဆီးထောင်ချခြင်းကြောင့်ထောင်တွင်းတွင်အေးအေးချမ်းချမ်းဘဝကိုဖျက်သွမ်းသွားလို့ရပြီဖြစ်တဲ့တန်ကောင်းပြီဖြစ်ကြောင်းနဲ့ အဖိုးရင်အတွက်ဆန္ဒပြကြရန်လူမှုကွန်ရက်ကနေပြီးလုံခြုံမှုတွေကိုလည်းလက်တွေ့မှာမိသူမှဆန္ဒပြကြောင်းအဖိုးရဲ့ပေးသက်ခါတိုင်းဝမှာပဲရှိပြီးမြေမာတကယ်မရှိဘူးဆိုတဲ့ကြောင်းဟာတိုက်ရီမုတ်ပြောနေရပါတယ်ပြောတာလည်းမပြောနဲ့ဒီဗျာအဖိုးဟင်းကတီတာယူမုံကိုအလူတာဟိုတီတာယူမုံဆိုတာကပေါကတုံးရဲ့တင်ကန်းချုံနောက်ွယ်ကမရငယ်ပဲလေဗျာနောက်ထပ်သတင်းပို့အနေနဲ့ကတော့ကင်းပြီးနဲ့ကော့ဂရိတ်မျိုးတွေမှာဆက်ကောင်စီကြားလက်နဲ့ကြီးနဲ့ပြစ်ခတ်မှုကြောင့်နာရေးအိမ်ပေါ်ကိုကြောက်ရောက်ပေါက်ခွဲခဲ့ပြီးကလေးငယ်နှစ်ဦးပေါင်းဝင်မိသားစု၅ဦးလုံးပြေဆုံးခဲ့ကြောင်းသိရှိရပါတယ် ဒါဇွန်လ12ရက်နေ့မရိယာညနေကောက်နိုင်ဝင်းကျင်မှာကော့ဂရိတ်မြို့နယ်ဂျုံတို့ခြေဆိုင်ခမရ905တရင်နဲ့အိုင်းတရမှာဆွဲထားတဲ့စစ်တပ်ကလက်နက်ကြီးနဲ့စတင်ပစ်ခတ်ခဲ့ကြောင်းစစ်တပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးဟာကော့ဂရိတ်မြို့နယ်ပုံပုံကြေးရွာအထွေမှာရှိတဲ့နိုင်အိမ်မော်ကိုကျောက်ပေါက်ခဲ့မိသားစုဝင်9ဦးပါဝင်ပြည်သူ6ဦးသေဆုံးခဲ့ကြပါတယ်စစ်တပ်လက်နက်ကြီးကြောင့်ပစ်ခတ်မှုကြောင့်ဒီဆုံးသူများမှာအသက်38နှစ်ရွယ်ဒေါက်တူအသက်9နှစ်ရွယ်မတ်အိန်ရာမိုးအသက်10နှစ်ရွယ်သားမောင်ဝင်းဝင်းကျော်အသက်43နှစ်ရွယ်ဦးစိန်တောင်းလေးတို့ပါဝင် ပြည်သားစုဝင်အားဦးတည်ဆုံခဲ့ကြောင်းကိုပြင်းအခြားပြည်သူတို့ဦးဖြစ်တဲ့အသက်၄၅နှစ်ရွယ်ဦးလင်းကိုမှလည်းတည်ဆုံခဲ့ကြောင်းပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့မန္တလေးဥပ္ပိုလ်ထောင်မှာမလ28ရက်နေ့လောက်ခတ်ခဲ့တဲ့ငလီနံကြောင့်ဒဏ်ရာရရှိခဲ့တဲ့နိုင်ငံရေးကျင်းသားဦးမော်ထူးမှာချိန်မီစစ်ကူတာခွင့်လုံးလုံးမရဘဲတည်ဆုံသွားကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများခွင့်ရဲ့ PPN မှန်ကဘဟုဦးဆောင်ကော်မတီကိုတိုက်ထွန်းကနေပြီးတော့ပြောထားတာဖြစ်ရှိရပါတယ်။မနက်7ရက်နေ့နဲ့9ရက်ချိန်မှာပဲဦးမော်ထူးကြာဆုံးခဲ့ရခြင်းဖြစ်ပါတယ်။ဦးမော်ထူးဟာ ငရင်ကြောင့်လေဘင်းရဲ့ဥကောင်မှာပြင်းထန်တဲ့ရရှိခဲ့တော့လေပက်စစ်ကူတာမှုခံယူခဲ့တော့လေတက်မကြီးပြန်လဲကောင်းမလာခြင်းမရှိဘူးဒီမျိုးသွားခဲ့ကြောင်းတက်မန်ပက်စစ်ရန်ငွေကြီးရှာဖွေနေစမှာတွန်းခဲ့ရကြောင်းဥမော်ဒူးတက်မန်ပက်စစ်စစ်ကူတန်ရန်ပက်စစ်က380ကျက်လိုအပ်တော့လေ PPN နေဖြင့်7360ကျတာကူညီပေးနိုင်ကြကြောင်းပစိကူတမှုရရှိရန်ငွေကြေးကျူးတော်ချောက်ပွင့်နေစမှာမော်ထူမှရရှိတဲ့တင်အဖြစ်ကြဆုံးခဲ့ရကြောင်းဒုံးကျင်မှာနိုင်ငံရေးကျင်းသားဥမော်ထူအသက်54နှစ်ဟောင်းဖြစ် ထားပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့မြန်မာနိုင်ငံရဲ့အခြေအနေကိုအေးအေးဆောင်ရွက်ရတဲ့မြန်မာပြည်သူများရဲ့အသက်များကိုကယ်တင်နိုင်ရန်ကုလသမဂ္ဂလုံခြုံရေးကောင်စီကရှောင်လွှဲနေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မာကြီးဦးကျော်မိုးထွန်းကပြပသက်သားအားလုံးရှိမှပြောကြလိုက်ပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့ကိုဝေမိုးနိုင်ခေါ်ကိုပန္တာကိုအိုးဖို့ထောင်ဝပါရင်ဂျင်းဝင်ထန်းတွေကဝိုင်းပြီးရိုက်နေကြပါတယ်။အောင်ရထောင်ကနေပြောင်းရွှေ့လာတဲ့ကိုဝေမိုးနိုင်ကိုမန္တလေးအိုးဘိုကျင်းထောင်ကဝင်တဲ့နေကထောင်ပူးပေါ်မှာနေဝိုင်းနေခဲ့ကြောင်းကျင်းထောင်နေဒီဇယ်သူတွေကထုတ်ပေါ်ပြောကြားလာပါတယ် ဝနာစနီယနီမနေ့ပိုင်းမှာမုံရချင်းထောင်မှာနှစ်ရှည်ထောင်နဲ့ကြခံနေရတဲ့လူလူတပိတ်ကောင်းဆောင်သူဖြစ်တဲ့အိုမိုးနဲ့ကိုမန္တလေးဥပိုလ်ချင်းထောင်ကိုပြောင်းရွှေ့ခဲ့ပါတယ်။ဥပိုလ်ချင်းထောင်ရောက်တဲ့အချိန်မှာထောင်မှုဝမှာနေအချင်းဦးစည်းဝန်တန်းတွေကနေပြီးတော့အိုမိုးနိုင်ကိုမင်းလာကွာဆန္ဒပြခြင်းနဲ့ကောင်မင်းလာကွာဆိုပြီးတော့ဝိုင်းဝန်ထိုးနဲ့ဝိုင်းကြိုက်နဲ့ကြားတယ်လို့လဲကျွန်တော်နေဆက်သူတွေပြောကြပါတယ်။ထောင်မှုဝမှာပဲချင်းဝန်ထမ်းတွေကကိုမိုးနိုင်ကိုဝိုင်းပြီးရိုက်ကြနှစ်ကြားထိုးကြတိတ်ကြထုတ်ကြတယ်။ရခုံကွဲသွားတဲ့ဒဏ်ရာကတော့တော်တော်ကြီးတယ်။ တဲ့အသက်အနေဆိုရင်တော့မဆိုရင်ပါဘူးလို့လဲကျွန်တော်နေဆက်သူတွေကပြထားပါတယ်ကိုယ်မိုးနိုင်ကတော့အမြဲတမ်းပြုံ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 ပဲလှုပ်နေပြီးတော့သူ့ရဲ့ခံယူချက်ကိုဘယ်တော့မှပြောင်းနိုင်မလို့တော့မဟုတ်ဘူးလို့လဲဟောပြထားတွေ့ရပြီးတော့ချင်းတော်မှနိုင်ငံချင်းသားများဟာမန္တလေးထောင်ကိုပို့ပြီးရိုင်းနှက်နေဆက်ပြီးနောက်မြင်းကြံချင်းထောင်ကိုထပ်ပို့လို့ရှိကြောင်းအခုလဲမန္တလေးထောင်ကိုရွှေ့လိုက်တဲ့အတွက်ကိုယ်ရင်နေရာကြောင်းဘုံရလူလူတပိတ်တိုက်ပွဲဥဆောင်ကော်မတီဝင်ကိုရှင်းတန်ကလည်းဇနတ်စနေနေကပြောထားပါတယ်ကျွန်တော်တို့ရဲ့ရေဘော်တွေပြီးနေနေဆက်ခံရမှာတော်တော်လေးကိုစိုးရင်ပါတယ် အဲ့ဒါကြောင့်ပြည်သူလူထုအနေနဲ့ထောင်ထဲကသတင်းတွေကိုမြန်ပြန်နားဆင်ပြီးနေဗုဒ္ဓလို့လို့ရှိရင်ဖိနှိပ်ခံနိုင်ငံချင်းသားတွေဘက်ကရက်တီပေးကြဖို့မေတ္တာရက်ခံပါလို့လဲကိုရှင်းတန်ကနေပြီးတော့ကောင်းဆိုထားပါတယ်။ဟွန်းဒီပတ်အမှုအခွာသာထိုးကြပြီတော့ခုံစင်းအိမ်တိုင်းချွတ်ပေါင်းငကချွတ်ပေါင်းမိဖို့ကြောင့်ရေကြီးမိကိုတိတ်တာပိတ်ပြီးတော့တာထိုးကြပြီတော့တကယ်ပေါ့အခုရောက်စီရမယ်။ကြည်လိုက်အိုင်အန်အိုကလည်းအာဒီကေ33နဲ့ အေးအေးယူလိုက်တဲ့အချိန်မှာပဲဘိုရဘူကျင်ဆိုးတယောက်ကလည်းသူ့တက်ကိုသူပြန်နေနေပြီ33တမမူကိုဘိုရဘူကျင်ဆိုးကနရသိန်းကိုပို့လိုက်တယ်ဗျာသူကြီးသာလောဆိုတော့ဘယ်ကမလဲမိသားစုတွေပါ မကြံအကုန်ကိုဖမ်းတော့တာဘိုရဘူကျင်ဆိုးဘွားမာကရှိတာကမှတက်မာက10ခုတက်မှုက10ခေါင်းအဲ့ထဲမှာမှာစမုံတုံးသွားတာက9កောင်းတက်ဖက်ကဖမ်းမိတာက2កောင်းဒင်းတို့ချင်းချင်းပြန်ဖမ်းလာက2កောင်း အခုဆို66တက်မှမှုတကောင်ပဲဒါရေခဲဖြစ်နေကြံနေခဲ့တာဒါကြောင့်အပူအခွားကိုလှိမ့်ထိုးပါလို့ပြောနေရတာဒေစီကားလဲနောက်ပိတ်လုံပိတ်ဘရိတ်ဒဲအပီးပေါက်တကွက်ထဲနဲ့လိုချင်ပြည့်တူတူဖိုးတာထိုးကြပြီတော့လေဖြန်းမှာလဲကျမ်းမာရေးချီနေကဒီအပိုင်းမှာဂူတာရက်အထာပဲအထူးစိုးရင်ပွေရတယ်ဗျာကံမြန်ကောင်းရင်တော့စာလုံးမှာခေါင်းချမှာတယ်ဒါကြောင့် နေတဲ့ငန်တဲ့တူတူဖိုးဝိုင်းလာဘုံညပြီးတော့အောင်စီကစစ်ကြောင်းအရာမထင်သည့်တိုင် မုတ်ဆိုးဖို့ဘွဲ့တော့မကြခင်ဘုတပ်ပုကျင်ဆိုးဘုတပ်ပုကျင်ဆိုးကတော့ရရတော့မယ်ထင်ပါတယ်မိတို့ပင်ဆိုစီကမူကြားရတာနဲ့တယ်ဗရဏပီတိဘောစီထိတလို့ရွာစီရွာစီနဲ့ဝမ်းမြောက်ဝမ်းသာရှိလာပေတကူဒီပုံတိုင်းဆိုလို့ရှင်တောက်ဖြင်းငှက်ဖို့ငှက်မှရှေ့စဉ်နောက်စဉ်မယနာလန်းကိုကြွမြန်ရတော့မှာတော့ တေချာနေမြေကြီးလက်နဲ့ပုတ်တာကမှလွဲရင်လွဲလေအောင်ပဲဗျာအခုဆိုဘာမော်တို့ကလည်းပုတပုကျင်ဆိုးလှိုင်းသားရအစင်လေးလို့ခေါ်နေကြပြီစရန်နဲ့အာမေကြီးတစ်ခုလုံးအရှုံကြီးရှုံစကန်းတွေတစ်ခုပြီးတစ်ခုစုံနေချိန်မှာငလှိုင်းတယောက်ကตาရာနေလို့လှိုင်းตาရာကျင်ဆိုးလို့တမုံနေကြတာပေါ့လေအခုတော့ အစင်လေးဆိုတာချစ်စနိုးနဲ့နောက်တစ်မျိုးတိုးလို့ကျိုးစင်ကိုအဖျားဆွတ်ပြီးတော့ခေါ်တာဟိုအစင်လေးတွေမဟုတ်ဘူးဂျော်ကီးတွေခေါ်တဲ့အစင်လေးတွေမဟုတ်ဘူးကျိုးစင်ကိုအဖျားဆွတ်ပြီးတော့အစင်လေးလို့ခေါ်တာစကားနောက်တရားပါ မကြပါဘူးလစ်မှန်တော့တေးကြတယ်ပုရိသပိတ်သက်ပေါင်းလို့ရေးဒင်းရဲ့နောက်ဆုံးထွက်ပေါက်ရွေးကောက်ပွဲဆိုတာကြီးကလည်းမမဆောင်လော်လီပေါ်စုတ်တယ်လို့မျိုးပဲဟိုလိုလိုဒီလိုလိုနဲ့လုံးပါလာရပြီ Mm-hmm. ဟာရီမလျှော့မြိုင်နယ်ပေါင်းမြို့နယ်ပေါင်းက160ကျော်မှရေးကောက်ပွဲကျင်းပမှာပါလို့ဘလို့ပဲပြော့ပြော့လက်တွေ့ဒိဋ္ဌိမှာတော့မြေပြင်မှာတော့ကျင်းပနိုင်တဲ့နယ်မြေအကျယ်ကကော်မဏီဟာလောက်တောင်မှမကျေကျေတော့ဘူးတော့ရိုင်းရိုင်းပြောချင်တော့ဒီကြတဲ့ဖုံးမှုတို့ကလည်းမမတ်နေလို့နယ်ဆက်တစ်ခွန်ပြဲပြဲစင်အောင်ကိုတစ်ခုပြီးတစ်ခုကိုတိန်းနေပြန်တယ်ရိုးရိုးနဲ့ဘလို့ပဲတာတာအကိုထွင်းလို့ကပဲလေ လေးတော်မလျှော့ဘူးဆိုတော့ဘုတက်ဘူးကျင့်စိုးမှာတော့မျော်ကြည့်ုံအောင်တိတ်အောင်နမိတ်ဆိုတာထင်ရှားတဲ့ထင်ရှားလာပြီဗျကျိုးစင်တော်တော်မြင်အောင်နေပြီစကိုင်းတိုင်းမှာလည်းကြည့်လိုက်ပလဲကင်းဝင်မင်းကြီးဒေတာမှာမြေခကြွေကြသွားရတဲ့ဘုတက်ဘူးကျင့်စိုးရဲ့နောက်ဆုံးအားထားရ24ပစ္စည်းကတ်ထားတဲ့ Jet Fighter လဲအပြက်သားကြံတော့တယ်မဟုတ်လားဘွားဆောင်ဦးမှာကြဲထွက်သွားတာပဲပိုင်းလော့ပါမိသူချူပြီးသားဖြစ်သွားရရှာလေသတိကိုဖြစ်ကုန်တာဒါကြောင့်ပြောပါတယ် အမြင်မမားနဲ့မထွေပြားနဲ့ဆက်တာအားဆိုင်ယုံရဖို့လိုတယ်ဆိုတာပန်းနိုင်တဲ့ကနီးတဲ့ကနီးလာနေပြီဗျမန်ပီရီရဲ့တိုက်ပွဲခေါ်တံကိုလည်းနားစွန့်ထားကြအေယာဝတီတိုင်းဘက်ကိုလည်းမျက်ခြေမပြတ်ကြစေနဲ့မကွေးတိုင်းကလည်းဒေါ်လာနှစ်သိန်း project ကလည်းအမမဒေတာပမန်ဒေတာပဲရှိစေခြင်းနဲ့ဗျမမေ့မလျော့မပေါ်မဆသတိတရားနဲ့ထဲ့ဝင်စေခြင်းနဲ့ကုစေခြင်းနဲ့ဗျ တချို့တချို့တော့ကတော့ကွင်းစားဆေးတောက်ကြပြောက်တော့ပဲရှိတဲ့ပမာဏမှုလက်လန်းမီယာကိုလှမ်းချီအားဖြည့်ပေးကြပါလားဗျာမေတ္တာဆန်းစုကြည်နဲ့အတူမတရားဖန်ဆီးအကျဉ်းချခံထားရတဲ့ဒီမိုကရေစီရေးလူ့ခွင့်ရေးအတွက်တိုက်ပွဲဝင်ခဲ့ကြတဲ့သူရဲကောင်းတွေအ мян ပြန်လွတ်ဖို့ဆူတောင်းလဲပေးကူဆယ်လို့လဲပေးကြအောင်လားဗျာစုတွေလဲတောင်းအားဆိုင်လဲဝင်တွန်းပေးကြရအောင် မေစုမွေးနေကိုနောက်ထပ်မှာအမေစုကိုအပြင်းမှကျင်းပပေးနိုင်အောင်တလိုင်းပြီးတလိုင်းမရိုင်းခဲ့တဲ့ရာဇဝင်အတိုင်းဝိုင်းပြီးကူကြရအောင်ဆက်ကူကြရအောင်အလုံးဖုံးမှုတို့လူငယ်သဘောတဘာဝအရာစကထားဟွက်တလို့လေးပြောရရင်ဖြင့်မြစ်တာလဘောချစ်ပါတော့လာဆိုတာမျိုးပေါ်ဗျာနိုင်ယာဝင်ထန်နှွေဦးလန်းကိုကန့်ကတ်သည့်အထိရှောက်ကြရအောင်ဗျာအရေးတော်ပုံကအောင်လာသေးကြနေပြီ ။ပလမျိုးတွေအလုံးပဲဒီဘရူဂျီယာမှာလည်းကြောင်းရလေးကတော့လူချမ်းတွေဘလော့ပြောင်းပြောင်းမင်းသမီးတယောက်ခင်းနေပဲတေးဥဆောင်သွားနေရတယ်မြန်မာနိုင်ငံရှိကြီး။ပါတဲ့ဒါတော့အမေစုနဲ့နှစ်စစ်ကောင်းတော်စစ်ကွေးတွေနေတာတကူပြန်လေပေါ်ပြရွေးဒီလူလူဖြစ်တဲ့ပြန်လေဖြစ်ပါတယ်။အမေစုရဲ့မကြခင်မှာကြောက်တဲ့မွေးနေ့မှာလည်းအလုံးပူပေါဝင်ပြေးကြဖို့ညာကနေပြတိုင်တွန်းပြထားလိုက်ပါတယ်။သူဘတန်အလော့တခါမှတန်အလော့မဖြစ်ခဲ့ဘူး။အောင်ဆန်းစုကြည်တို့ပုံချုပ်တွေကြာမှာဒါကတော့တိုင်းပြည်တွေမကဘူးတိစောက်ပေါက်ခံရတဲ့အမျိုးသမီး ိုင်းမီဒီပြည်တွင်းလည်းတစားပေါက်ခံရတာညာဇဘန်ကောက်ပုစ2008ခုနှစ်အော်တိုမှာရေးခဲ့တဲ့ဟာကျောင်းချုံကတော့သူ hanger site တွေပါတယ်သူ never လုပ်ခဲ့တယ်အဲတော့အကျမကြီးပြဿနာတယ်အဲ without suji where would the country be body ။ကောင်းစမ်းစုခြင်းမရှိရင်ဒီမှာနိုင်ငံဘယ်မှာရောက်နေမလဲဘယ်လိုဖြစ်နေမလဲ။2008ခုနှစ်တည်းကဒါ imagine လုပ်ပြီးရေးခဲ့တာပေါ့လေအဲ့တုန်းကတော့။ဒါပေမဲ့ဘယ်နဲ့ပြောရလဲအဲ့ချိန်ကလည်းပဲသူမရှိရင်ကောင်းဆောင်မဲ့သွားပဲမြဲ။ပြည်သူလူထုကတော့ဆက်ပြီးတော့ချနေမှာပဲဆိုတော့ပြောတာပါ။ဒါဆိုရင်သူရဲ့အဓိကနိုင်ငံရေးလမ်းစဉ်နိုင်ငံရေးကျင့်ဝတ် ဆိုတော့အဓိက political integrity ကိုသူပြောတာပဲဒါမှမဟုတ်ဒီမှာနိုင်ငံရေးမှာယိုးသားမှုမရှိဘူး plain honesty in politics နိုင်ငံရေးမှာယိုးသားမှုမရှိဘူးဆိုရင်နိုင်ငံရေးဂုံတိတ်ခါမှာမရှိဘူးလို့အာသူအတိအကျပြောခဲ့တယ် interview တခုလေးရဟာပေါ့လေယိုးသားမှနိုင်ငံရေးဂုံတိတ်ခါရှိမှာပေါ့လေစစ်တပ်ကြီးပိုင်ထားတဲ့ဗိုလ်ချုပ်တွေသူတို့အခြေအနေမကောင်းတော့ဘူးအာဏာလက်လွတ်ရတော့မယ်ဆိုရင်ဘာလုပ်လို့ရှိလဲသိလား ဒေါ်ဆန်းစုကြည်ကိုပြေးဖန်းတာပါပဲ။ဘာလို့လဲ။သူ့ကိုကြောက်လို့။ထောင်ဝ88ကလေးကစအတွက်ရင်လေးချိန်ဖန်းခံရပြီးနှစ်ပေါင်း16နှစ်ထိမ့်သိမ်းခံခဲ့ရပါတယ်။အခုနောက်ထပ်29နှစ်ထောင်ကျခံတာရတော့လွတ်ရက်မရှိသလောက်ပါပဲ။ကမ္ဘာပေါ်မှာအကြိမ်အများဆုံးဖန်းခံရတဲ့နိုင်ငံကြီးကောင်းဆောင်တွေကတယောက်လို့ဆိုရမှာပါ။ထက်ခါထက်ခါယူကောက်ခံရပြီးအကြိမ်ကြိမ်အဖန်းခံရတဲ့ကောင်းဆောင်တယောက်ဖြစ်ပါတယ်။ပြီးတော့ဒီလဆွန်လာ16ရက်နေ့ဆိုရင်သူ့အသက်80 ပြည့်ပြီဆိုတော့ကဘာပေါ်မှာအသက်အကြီးဆုံးတဦးတည်းသောအမျိုးသမီးအကျဉ်းသားလို့ပြောရမှာပါဆိုတော့ဗိုလ်ချုပ်တွေက သူ့ကိုဘလို့ကြောက်ပြီးဘလို့မတရားလုပ်ခဲ့ကြလဲဘလို့အကြောင်းတွေကြောင့်အဖမ်းခံခဲ့ရလဲဆိုတော့ပထမဆုံးကြည့်အောင်အရှင်းဆုံးပြောရရင်အာနာရှင်ကို အာနာဖီဇန်ဖို့ပြည်သူကိုလှုံ့ဆော်တဲ့အတွက်ကြောင့်ပါအစောဆုံးကမ်ပိန်းတစ်ခုကတော့တောင်ွက်88အာနာသိမ်းမိကြခင်မှာ မတရားတဲ့အမိန့်အာဏာမှန်သမျှတာဝန်ရဖီဆန်ကြဆိုတဲ့ slogan အောက်မှာကြည်သူကိုနိုင်ငံရေးအန်တုဖို့တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဘုဆောမဦးဆောင်တဲ့စစ်စိုးရက1989ခုနှစ်ဇူလိုင်20မှာသူ့ကိုပထမဆုံးနေအကြေချုပ်ချခဲ့ပါတယ်။အဓိကတော့ဗိုလ်ချုပ်တွေကလူလူထောက်ခံမှုရလာတဲ့သူ့ကိုပြည်သူနဲ့ဖျက်တောက်ခဲ့တာပါ။ဒါပေမဲ့အဲ့ဒါဟာ လုံးမဖြစ်တဲ့အပြင်သူ့ကိုဖမ်းထားတော့ကျင်းပခဲ့တဲ့1990ရွေးကောက်ပွဲမှာသူ့ရဲ့ NLD ပါတီဟာတောင်ပြိုကမ်းပြိုနိုင်ခဲ့ပါတယ်။ဒါပြည်သူနဲ့သူနဲ့ကြားကပထမဆုံးနိုင်ငံရေးကြိုးချီနောင်မှုပါ။သူ့ကိုလည်းစစ်ဆိုးရွားကရန်ကုန်မြို့အပြင်တောင်ထွက်ခွင့်မပေးပါဘူး။သူသွားတဲ့နေရာတွေကိုအကြောင်းအမျိုးမျိုးပြပြီးဒါစီပိတ်ပင်ခဲ့ပါတယ်။1996ကနေ2000ခုနှစ်ထိအနည်းဆုံး9ချိန်နဲ့မနေခီးသွားလာခွင့်ဒါစီခံခဲ့ရပါတယ်။ တချို့နေရာတွေမှာအသက်ကိုပါရန်ရှာခဲ့ပါတယ်ဒီတကတော့ဖမ်းတဲ့အဆင့်ကိုကြော်ပြီးသူ့ကိုလှုပ်ကြံဖို့အထိကြံစီခဲ့ကြပါတယ်ဥပမာအနေနဲ့ဆိုရင်1996နိုဝင်ဘာ9ရက်နေ့မှာဒေါ်ဆန်းစုကြည်ရဲ့ကားအပါအဝင်ဦးတင်ဦးဦးကြည်မောင်တို့ရဲ့ကားတွေရန်ကုန်ကုတ်ကိုင်းမှာတိုက်ခိုက်ခံခဲ့ရပါတယ်တိုက်ခိုက်တဲ့သူတွေကကားတွေကိုတန်တုပ်တန်ကြိုးတွေအပြင်ဂဲတွေနဲ့ပါ တိုက်ခိုက်ခဲ့ကြပါတယ်တိုက်ခိုက်တဲ့သူတွေကတော့ကြက်ခံရေးပါတီရဲ့မူလအဖွဲ့ USDA ဆိုတဲ့ပြည်ထောင်စုကြက်ခံရေးနဲ့ဖွံ့ဖြိုးရေးအသင်းရဲ့အဖွဲ့ဝင်တွေပါပဲဗိုလ်တန်းရွှေတီထောင်ခဲ့တဲ့စစ်အစိုးရရဲ့လူမှုရေးအသင်းမှာ2000ခုနှစ်မှာမန်လေးကိုသွားဖို့ကြိုးစားတဲ့အတွက်သူနောက်တစ်ကြိမ်အဖမ်းခံရပြီး2002ခုနှစ်မေလအထိတနစ်ခွဲကျော်ထိန်းသိမ်းခံခဲ့ရပါတယ်2003မေလ30ရက်နေ့ဒီပဲရင်မှာခီးထွက်နေတဲ့ဒေါ်ဆန်းစုကြည်နဲ့သူ့ရဲ့ကားတန်းကို စစ်စိုးရကဓားတွေဒုတ်တွေနဲ့တိုက်ခိုက်ခိုင်းခဲ့ပါတယ်။ဒေါန်ဆန်းစုကြည်ရဲ့ကားကိုတိုက်ခိုက်ကြတဲ့အချိန်မှာကားဒရိုင်ဘာကအတင်းမောင်းပြတဲ့အတွက်လွတ်မြောက်ခဲ့ပါတယ်။နယ်ဒီပါတီရဲ့ဥက္ကဋ္ဌဖြစ်တဲ့ဦးတင်ဦးလည်းတင်ရရခဲ့ပါတယ်။သူ့ပါတီဝင်တွေနဲ့ထောက်ခံသူ90လောက်အသက်ခံခဲ့ရတယ်လို့ပြောကြပါတယ်။ဒီလောက်ကြံမှုကိုအဓိကစီစဉ်သူကတော့အဲ့ဒီအချိန်မှာနာဖာရဲ့တွင်းမှုတစ်ဖြစ်တဲ့ဘူဂျုတ်ကြီးစိုးဝင်းပါပဲ။ မြန်မာဒီမိုကရေစီရေးကိုသူ့ရဲ့နိုင်ငံရေးနည်းလမ်းဖြစ်တဲ့ဒိုင်ယန်လော့တွစ်ဆုံဆွေးနွေးရေးနဲ့ဖြည့်ရှင်းဖို့1988ကတည်းကကြိုးစားခဲ့တာတွေ့ရပါတယ်1988ရေးတော်ပုံကြောင့်ဗိုလ်ချုပ်နေဝင်ယာရုစင်ပေပြီးနောက်ပိုင်းသူ့ရဲ့တစ္ဆာကန်ဒေါက်တာမောင်မောင်သမရအဖြစ်တဲ့အချိန်မှာပါဒေါက်တာမောင်မောင်ကကြားကန်လူနဲ့တရင်သာဆရာကြီးဟန်သာဝရီဦးဝင်းတင်ကိုဆက်သွယ်ခဲ့ပါတယ် NLD ပါတီအောင်မပေါက်ပေါက်သေးပါဘူးဒေါက်တာမောင်မောင်နောက်မှာဦးနေဝင်အမြဲရှိတယ်လို့ ဦးဝင်းတင်ကဒေါ်ဆန်းစုကြည်ကိုရှင်းပြတဲ့အခါမှာသူကအဲ့ဒီအဆက်အသွယ်ကိုရအောင်ချိန်ဖို့ပြောခဲ့ပါတယ်ဒါပေမဲ့အဆက်အသွယ်ထက်လုပ်လို့မရဘူးလို့ဦးဝင်းတင်ကရေးခဲ့ပူပါတယ်2021အာနာသိမ့်မှုကသူစ조사ခဲ့တဲ့မျိုးသားပြန်လဲတင်းမြက်ရေးဆိုတဲ့နိုင်ငံရေးလမ်းကြောင်းကိုလုံးဝဖျက်ဆီးလိုက်တာပါပဲ1988ကနေ2021အထိနှစ်ပေါင်း30ကျော်မျိုးသားပြန်လဲတင်းမြက်ရေးအတွက်조사မှုတွေအများမထင်ခဲ့ပါဘူး ဒီနိလန်းကိုရွေးချယ်ရတဲ့အဓိကအကြောင်းကလည်းကျေးဇူးမနာဖို့ကိုရည်စူးတာပါ၂၀၂၁အနာသိမှုနဲ့စစ်တပ်ရဲ့ပြည်သူလူထုပေါ်အကြမ်းဖက်မှုတွေကိုကြည့်ရင်ဒီနိလန်းကဘလို့မှမဖြစ်နိုင်တော့ပါဘူးနေ့တူကဘုံကျဲမှုတွေတက်ဖြတ်မှုတွေလေချောင်းတိုက်ခတ်မှုတွေဖမ်းဆီးမှုတွေဟာ၂၀၂၁အနာသိမ်းပြီးကတည်းကတရက်မှမရက်ခဲ့ပါဘူးဒေါ်ဆန်းစုကြည်ပြန်လွတ်လာလို့အဲ့ဒီလမ်းကြောင်းကိုပြန်သွားမယ်ဆိုရင်တော့လူလူကလက်ခံနိုင်ဖို့ခက်သွားပါ